Channel 7 Audio Channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အာရှမှာပထမဆုံးကုလသမဂ္ဂအထွေထွေမှုချုပ်ဖြစ်ခဲ့တဲ့ဥတန်အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမဟာသီစီသူဥတန်ကမြန်မာနိုင်ငံသားတန်တမန်တဦးဖြစ်ပြီးတော့ကမ္ဘာကုလသမဂ္ဂရဲ့တတိယမြောက်အထွေထွေတွင်းမှုချုပ်ရာထူးနဲ့1962ခုနှစ်ကနေ1990ခုနှစ်ထိတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ် ဗြိတိသမဂ္ဂရဲ့ဒုတိယမြောက်အထူးတွေးမှုချုပ်ဒန်မာရှို1962ခုနှစ်စက်တင်ဘာအတွင်းမှာလင်းရင်ပြက်ကြသေဆုံးသွားပြီးတဲ့နောက်မှာသူ့ရဲ့နေရာမှာအရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။အထွေထွေမှုချုပ်တာဝန်ကိုဥရောပသားမဟုတ်သူတွေကပထမဆုံးတာဝန်ထမ်းဆောင်တဲ့သူကတော့ဦးတန်ပဲဖြစ်ပါတယ်။အာရှမှာပထမဆုံးကုလသမဂ္ဂအထူးတွေးမှုချုပ်လည်းဖြစ်ပါတယ်။ဦးတန်ရဲ့မွေးဖွားရာစာတီးကတော့ပန်းတနော်မျိုးကိုရည်စူးပြီးတော့ပန်းတနော်ဦးတန်လို့လည်းအမည်တွင်ပါတယ်ခင်ဗျာ။ ။ဦးသက်ဟု1909ခုနှစ်ဇန်နဝါရီလ22ရက်တောက်ကြနေ့အေယာဝီတိုင်းပန်းတော်မြို့မှာအဖဦးဖို့နှင့်အမိဒေါ်နန်းတောင်းတို့ကဖွားမြင်ခဲ့တာဖြစ်ပါတယ်။မွေးချင်းညီကို၄ဝန်းမှာအကြီးဆုံးဖြစ်ပါတယ်။မိဘတွေကအောင်မြင်တဲ့မြေပိုင်ရှင်ဆန်ကုံတဲတွေဖြစ်ပါတယ်။ဖခင်ဥဖုနစ်ကကလကတားအထိသွားရောက်ပညာသင်ကြားဘူးသူဖြစ်ပြီးတော့အင်္ဂလိပ်စာကိုကောင်းကောင်းတက်ကျွမ်းသူဖြစ်ပါတယ်။ ဥဒယဖခင်ဥဖိုးနှစ်ကအမျိုးနယ်တို့မှာဗုဒ္ဓဘာသာကိုယုံကြည်သူတွေဖြစ်ကြပြီးတော့ရန်ကုန်မြို့မှာတူရိယာသတင်းစာကိုထူထောင်ခဲ့ပါတယ်။အဲဒီခေတ်ကမြန်မာလူမျိုးများကအင်္ဂလိပ်စာကျွမ်းကျင်သူ ရှားပါတော့မောင်တန့်လေးမှာ ဖခင်ထံကနေအင်္ဂလိပ်စာနဲ့စာပေဘုဒ္ဓရာကိုသင်ယူလေ့လာစီပွားခွင့်ရခဲ့ပါတယ်။မြန်မာနိုင်ငံသူတေသနအသင်းကိုတီထောင်ရမှာလဲအဖွဲ့ဝင်တယောက်ဖြစ်ပါဝင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ မောင်တန့်ကငယ်စဉ်ကပဲစာရေးဆရာလုပ်ဖို့ဝါသနာထုံခဲ့တော့ရှ िख ိမြန်မာစာပေပညာရှင်ကြီးများရေးသားခဲ့တဲ့ပြို့ကဗျာမော်ဘူးရာဇဝင်စတဲ့ရှီအောင်စာပေများနဲ့ရာဇဝင်များကိုအချိန်ရရင်ရတယ်လို့လေ့လာလိုက်စားပါတယ် အရှင်မဟာရထသာလအရှင်မဟာတီလဝန္တကနေစလို့ National Nawade လိုင်းထိတ်ခေါင်တင်မြောက်ရီမင်းကြီးဦးစဆလီဥပုံညာအစုံမြမစာစုတော်ကြီးများရဲ့လက်ရာဖုံဖုံကိုလိလာဖတ်ရှုမှတ်သားခဲ့ပါတယ်။မောင်သက်စနစ်နေသားအရွယ်မှာပဲဖခင်ဖြစ်သူရဲ့စာအုပ်စင်ကနေရှေးစပီးယားနမ်မဂျောစုံတို့စာရေးဆရာ အာသာကိုနင်တိုင်းစသူတို့ရဲ့အင်္ဂလိပ်စာဝတ္ထုကြီးများကိုမှွေနှုတ်ရှာဖွေဖတ်ရှုတတ်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့မောင်တန်းအသက်16နှစ်အရွယ်မှာဖခင်ကြီးရုတ်တရက်ကွယ်လွန်သွားတော့မိခင်ဖြစ်သူဒေါ်နန်းတောင်ကသားလေးယောက်နဲ့ဘဝကို ရုံးငန်ကြိုးစားရပါတော့တယ်ဘန်နရောအထက်တန်းကျောင်းနဲ့ရန်ကုန်တက္ကသိုလ်မှာတမိုင်းဘာသာရပ်ကိုသင်ယူလေ့လာခဲ့ပါတယ်။တက္ကသိုလ်ပြီးဆုံးတဲ့အခါမှာဘန်နရောမျိုးအမျိုးသားကျောင်းမှာဆရာလုပ်ဖို့ပြန်လာခဲ့ပါတယ်။အသက်25နှစ်မှာ ီကျောင်းမှာပဲကျောင်းအုပ်ဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာအနီးအနားမှာရှိတဲ့မူဝင်မြို့မှာနေထိုင်ပြီးတော့ပညာအုပ်ဖြစ်တဲ့နောက်တစ်ချိန်မှာမြန်မာနိုင်ငံရဲ့ဝင်ကြီးချုပ်ဖြစ်လာမဲ့ဦးနုနဲ့ခင်မင်းရင်းနှီးခဲ့ပါတယ်။ဥဒံကတီလဝဆိုတဲ့ကလောအမီနဲ့တချို့မဂဇင်းတွေသတင်းစာတွေအတွက်စောင်းမများအပတ်စဉ်ရေးပေးပါတယ်။ဥဒံကစာအုပ်အချို့ကိုလည်းဘာသာပြန်ခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရပြီကစားမြန်မာနိုင်ငံမှာဥနုဝင်ကြီးချုပ်ဖြစ်လာတဲ့အခါမှာဥတန်ကိုရန်ကုန်ကိုခေါ်ယူပြီးတော့1948ခုနှစ်မှာအတန်လွင့်ဌာနရဲ့ညွှန်ကြားမှုအဖြစ်တာဝန်ပေးရခဲ့ပါတယ်။နောက်နှစ်များမှာဥတန်ကိုမြန်မာအစိုးရရဲ့ပြန်ကြားရေးဝင်ကြီးဌာနမှာအတွင်းရေးမှုအဖြစ်တာဝန်ပေးရခြင်းခံခဲ့ရပြန်ပါတယ်။ ဥဒင်က1952ခုနှစ်ကနေ1958ခုနှစ်အထိဝင်းကြီးချုပ်ရဲ့အတွင်းရမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးမင်းကိုနေရေးသားပေးတာနိုင်ငံခြားကြီးစင်နေစီစဉ်ပေးတာနဲ့နိုင်ငံခြားကဧည့်သည်တော်များကိုလက်ခံတွေ့ဆုံခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်နိုင်ငံတကာကွန်ဖရင့်များကိုတက်ရောက်ခဲ့ပြီးတော့1955ခုနှစ်အင်ဒိုနီးရှားနိုင်ငံဘန်တောင်းမြို့မှာကျင်းပတဲ့ ဘမ်မလိုက်လှုံ့ရှားမှုကိုမွေးဖွားပေးခဲ့တဲ့ပထမအကြိမ်အာရှအာဖရိကနိုင်ငံများဆိုင်ရာညီလာခံမှာအတွင်းမှုအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။နောက်မှာတက်တဲ့မှန်မှန်လှုပ်တက်တဲ့မှန်တဲ့ထင်အရှုံးမပေးတဲ့ဥဒဏ်နဲ့တိုင်းပြည်ခေါင်းဆောင်ဖြစ်မဲ့ဥနုတို့မသိမမျက်ဖြစ်ရကနေ1958ခုနှစ်မှာဥဒဏ်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာတံမကြီးဖြစ်ခန့်ရတာဝန်ထမ်းဆောင်ဖို့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကိုစေလွှတ်ခဲ့ပါတယ်။ ဥဒဏ်က1958ခုနှစ်ကနေ1962ခုနှစ်အထိမြန်မာနိုင်ငံရဲ့ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ဖြစ်တာမှာကဘယ်လ်ဂျီးနီးယားနိုင်ငံရဲ့လွတ်လပ်ရေးစိတ်ဆက်ဆွေးနွေးမှုများပါလဲပါဝင်ခဲ့ပါတယ်1960ခုနှစ်မှာမြန်မာအစိုးရကဥတန်ကို ပြည်အောင်စု စီသူတင်ခဲ့ပြန်တဲ့အရာမဟာတရေစီသူဘွဲ့နဲ့ပူရာတို့ပေးရပါတယ် ဝူဒန်ကကုလသမဂ္ဂရဲ့တတိယမြောက်အထူးတွင်းမှုချုပ်ဖြစ်ပြီးတော့ဒီယာရုကိုအာရှနိုင်ငံများထဲမှာပထမဆုံးရရှိတဲ့သူလည်းဖြစ်ပါတယ်။ဝူဒန်က1962ခုနှစ်နိုဝင်ဘာ3ရက်နေ့ကစတင်ပြီးတော့အထူးတွင်းမှုချုပ်ဒန်မာရှုရဲ့မကုံဆုံးသေးတဲ့တက်တန်းကိုဖြည့်ဆည်းရန်လွန်လွေးကောင်စီရဲ့ထောက်ခံချက်နဲ့အထူးတွင်းညီလာခံကနေယာယီအထူးတွင်းမှုချုပ်ဖြစ်ခန့်အပ်ခြင်းခံရပါတယ်။ ဒီနောက်မှာ1962ခုနှစ်နိုဝင်ဘာ30ရက်နေ့အထူးတွင်ညီလာခံကနေကုလသမဂ္ဂအထူးတွင်အတွင်းမှုချုပ်ဖြစ်1966ခုနှစ်နိုဝင်ဘာ3ရက်နေ့တက်တန်းအထိခန့်အပ်ခြင်းခံရပါတယ်။သူ့ရဲ့ပရမတက်တန်းအတွင်းမှာကျူးဘာဒုံးမြန်ပြဒနာကိုဖြေရှင်းပေးရမှာပါဝင်ဆင့်ဆက်ပေးမှုနဲ့ကိုယ်ကိုပြည်တွင်းစစ်ကိုပြီးဆုံးစေခဲ့ခြင်းတို့ကြောင့်အများကအသိမဲ့ပြုခြင်းခံခဲ့ရပါတယ်။ ဥဒဏ်က1966ခုနှစ်ဒီဇင်ဘာ2ရက်မှာလုံခြုံရေးကောင်စီကနေတညီတညိုတဲ့ထောက်ခံမှုနဲ့အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ဒုတိယတပ်တန်းအဖြစ်ထပ်မံခန့်အပ်ခြင်းခံခဲ့ရပါတယ်သူရဲ့ထူထူတွင်းမှုချုပ်ဒုတိယတပ်တန်းက1982ခုနှစ်ဒီဇင်ဘာ31ရက်နေ့သူအငြင်းစားယူမဲ့အချိန်အထိဖြစ်ပါတယ် ဥဒံရဲ့ထူထူထူးမှုချုပ်တတန်းအတွင်းမှာကုလသမဂ္ဂကိုအာရှနဲ့အာဖရိကကနေဓာစင်များသောနိုင်ငံတို့ဝင်ရောက်ရေးအတွက်ကြီးစုဆုံးချက်ခဲ့ရပြီးတော့သူကတောင်အာဖရိကအသားရောင်ခွဲခြားမှုကိုလည်းအပြင်းထန်ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ဒါ့ပြင်ဥဒံက UNDP, UN University, UNCDAD, UN Environmental Program အပါအဝင် UN ဖွံ့ဖြိုးရေးနဲ့တဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့သက်ဆိုင်တဲ့အေဂျင်စီရန်မွေအဖွဲ့နဲ့ပရိုဂရမ်အမြောက်များကိုလည်းတည်ထောင်ခဲ့ပါတယ်။ဦးတန်ကမြောက်များစွာသောဂျားဝင်ဖြန့်ပြမှုတွေကိုလည်းအောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဥပမာအဖြစ်1962ခုနှစ်မှာရီမင်အရေးနဲ့1968မှာဘာရင်းအရေးတို့ဖြစ်ပါတယ်။ဒီကိစ္စတွေကဒေတာတွေငင်းငင်းကိုထိပါစေနိုင်တဲ့စစ်ဖြစ်ကြမဲ့အရေးဖြစ်ပြီးတော့ဥဒန်ကလိန်မာပါနဲ့စွာဂျားဝင်စစ်ဆက်ပေးမှုကြောင့်သာလျှင်စစ်ကိုရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်ပါ ါတယ်။ဥဒန်ကဒုတိယတက်တန်းအတွင်းမှာ RX Isri 6ရက်စစ်ပွဲ1969ပေါ်နွေဦးဒေါ်လန်ရင်းနဲ့ချက်ဂိုစလိုဗာကီးယားနိုင်ငံကိုဆိုဗီယက်ကျူးကျော်မှုအရေးခင်ပြီး1982ခုနှစ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွတ်လပ်ရေးရရှိစေမဲ့အိန္ဒိယပါကစ္စတန်စစ်ပွဲစသည်တို့ကိုအင်းကြီးအောင်ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အေဂျစ်သမ္မတနာဆာရဲ့တောင်းဆိုမှုကြောင့်1969ခုနှစ်မှာစိုင်းနိုင်ကျွန်းဆွယ်ကနေကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များရုပ်သိမ်းပေးရန်သဘောတူညီခဲ့မှုအတွက်အမေရိကန်ပြည်အောင်စုနဲ့အစ္စတရီးနိုင်ငံတို့ရဲ့ပြင်းထန်စွာဝေဖန်ပစ်တင်ခြင်းကိုခံခဲ့ရပါတယ်။ဟုတ်တယ်ကအစ္စတရီးနိုင်ငံကိုစစ်မတိုက်ရန်နောက်ဆုံးမင်းနေပါရဲ့အချိန်အထိအီဂျစ်သမ္မတနာဆာထံကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဥဒင်ကဗီယက်နမ်စစ်ပွဲကိစ္စမှာအမေရိကန်ကိုလူသိရှင်ကြားဝေဝံပြစ်တင်ခဲ့တဲ့အတွက်တချိန်ကသူနဲ့အလုံးအင်မတန်ရင်းနှီးခဲ့တဲ့အမေရိကန်အစိုးရနဲ့ဆက်ဆံရေးကလည်းယူရင်းလာခဲ့ပါတယ်။အမေရိကန်ပြည်တော်စုအစိုးရဖွဲ့နဲ့ဗီယက်နမ်တို့ကြားဓာတ်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရတဲ့သူ့ရဲ့တိတိစိတ်ကြိုးပမ်းမှုကိုသမ္မတဂျွန်ဆင်အစိုးရဖွဲ့ကညှင်းပယ်ခြင်းခံခဲ့ရပါတယ်။ဥဒင်ကအမည်မသိရင်းများ UFO ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလေ့လာခဲ့ပါတယ်။ဥဒင်ရဲ့နောက်ဆုံးနေ့ရက်များ 1994ခုနှစ်နိုဝင်ဘာ25ရက်မှာဥတန်ကနယူးယောက်မြို့မှာအဆုတ်ကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်။ဥတန်ရုပ်ကလက်ကိုမြန်မာနိုင်ငံကိုပြန်လည်တည်ဆောင်ခဲ့ပေနဲ့ထိုချင်းကပြည်တွင်းနိုင်ငံရေးအခြေအနေကြောင့်နိုင်ငံတော်ခန်းနာနဲ့ဂုံပြုတ်တချို့ချင်းမပြုတ်ခဲ့ပါဘူး။ ထိုစဉ်ကတမရဖြစ်သူဦးနေဝင်ကဥတန်ကိုမြမပြည်သူကချစ်ခင်ကြသည်ကိုစိုးရင်၍၎င်းဥတန်ရဲ့မိတ်ဆွေဖြစ်တဲ့ဦးနုကနေဥတန်အကြောင်းပြကဒီမိုကရေစီရဲ့ဆန္ဒပြညွှန်ကိုစိုးရင်လို့၎င်းဥတန်ရဲ့ရုပ်လုံးထည့်ထားတဲ့ခေါင်းတလားကိုရန်ကုန်လေစိတ်သူရောက်တည်တိုင်အောင် မိသည့်အရာရှိမှလာရောက်ကြိုဆိုခြင်းမရှိခဲ့ပါဘူးဦးနေဝင်ကဦးတန်ရဲ့ရုပ်လောင်းကိုအစိုးရအဖွဲ့ကမြို့သူဦးမှာမပါဝင်စေဘဲတချိုးစီခဲ့ပါတယ် 1994ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာဥဒံအားမမြုပ်နှံပြီးနိုင်ပိုင်းအလိုမှာအများပြည်သူနောက်ဆုံးဂါရဝပြုနိုင်မှုရန်ကုန်မြို့ကြိုက်ကစံကွင်းမှာပြသထားပါတယ်။ထိုချိန်မှာတာမန်တုံတံမှာမြုပ်နှံမှုကိုမလိုလားတဲ့ចောင်းသားနဲ့ပြည်သူတို့ကဥဒံရဲ့ရုပ်လောင်းကိုလူယူသွားခဲ့ပါတယ်။ဒါကြောင့်ចောင်းသားများကဥဒံရဲ့ရုပ်လောင်းကို ရခင်ဥနေဝင်း1962ခုနှစ်ဇွန်လ10ရက်နေ့မှာ ဒိုင်နမိုက်နဲ့ဖောက်ခွဲဖြက်စီးခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားတပ်မကနေရာဟောင်းမှာမြုပ်နှံတချို့လိုက်ပါတယ်ဒီဇင်ဘာ9ရက်နေ့ကနေ17ရက်နေ့အတွင်းចောင်းသားများကယာယီဥဒံပိမှန်ပြုလုပ်ကြပြီးတော့အစိုးရဆန့်ကျင်ရေးတရားများဟောပြောခဲ့ပါတယ် 1994ခုနှစ်ဒီဇင်ဘာ17ရက်နေ့မနက်၄ :00 ကြီးအချိန်မှာအစိုးရစစ်တပ်ကကျောင်းဝင်းအတွင်းရှိကျောင်းသားအချို့ကိုဝင်ရောက်ပစ်ခတ်ပြီးတော့ဥတန်ရုံလောင်းကိုပြန်လည်ယူဆောင်သွားပြီးတော့ရွှေကုံစီတို့ခြေရင်းမှာမြုပ်နှံပေးလိုက်ပါတယ်။ဒီလိုဒရယ်ချင်းဝင်ရောက်လူယူမှုတွေအောင်ကျောင်းသားနဲ့ပြည်သူများပါဝင်တဲ့အုံကြွမှုကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ရန်ကုန်မြို့နယ်အနီးဝန်းကျင်မှာစစ်အုပ်ချုပ်ရေးကြီးညာခဲ့ပါတယ်။ ဒီနောက်မှာလူလူအုံကြွမှုကိုအပြင်းထန်နှိမ်နှင်းခဲ့တဲ့အတွက်ចောင်းသားနဲ့ပြည်သူများတည်ဆုံးခဲ့ပါတယ်။ဒါကြောင့်ဒီအရေးကိုဥဒံအရေးခင်းလို့ခေါ်တင်တာဖြစ်ပါတယ်။1988ခုနှစ်ဥတန်ရေးတဲ့ကုလသမဂ္ဂရှုမြင်ချက်စာအုပ်ကိုအမေရိကန်ပုံနှိပ်တပ်ကနေပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။နယူးယောက်မြို့ရဲ့ကမ္ဘာကုလသမဂ္ဂဌာနချုပ်အနီးမှာရှိတဲ့မြေအတွင်းကဘက်မွန်ကျွန်းကိုဥတန်အောင်ဂုဏ်ပြုသောအဖြစ်ဥတန်ကျွန်းလို့နာမည်ပြောင်းပေးခဲ့ကြပါတယ်။ ဦးတန်ကဒေါ်သိန်းနေနဲ့လက်ထက်ထိမ်းများပြီးသားသမီး၃ဦးမြေလေးဦးမြစ်၃ဦးထွန်းကားခဲ့ပြီးတော့ဦးတန်ရဲ့တဦးတည်းသောမြေယောက်ျားကတော့ဦးတန်မြေဦးဖြစ်ပါတယ်။သူကတော့တမိုင်းမြန်ရရှင်တဦးဖြစ်ပြီးတော့ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာဌာနမှာဝါရင့်ဝန်ထမ်းအဖြစ် The Rivers of Lot Foodstuffs ရဲ့ခြေရာပြောက်မြေကိုရေးသားခဲ့သူဖြစ်ပါတယ်ခင်ဗျာ။ ါကတော့တစ်ချိန်တစ်ခါကကမ္ဘာကုလသမဂ္ဂအထူးထူးတွေးမှုချုပ်ယာတုနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့မြန်မာနိုင်ငံသားဥတန်ကိုဂုဏ်ပြုသောအဖြစ်အချင်းချုပ်ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာအစိုးရနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ